မင်္ဂလာပါရှင် MNBC 2025အချောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါအကိုဟုတ်ကဲ့မင်္ဂလာပါညီမအင်ဂျင်နီယာတယောက်ကငလင်ဒီဇိုင်းတစ်ခုကိုစတင်တဲ့အခါမှာ အဆောက်အုံတိဆောက်မဲ့နေရာကမြေကြီးဘလုတ်ပြင်းအားနဲ့လှုပ်ခါနေတယ်လဲဆိုတဲ့အချက်အလက်ကိုဘယ်ကနေဘလို့ရယူရပါတယ်လဲကိုဟုတ်ကဲ့ဒါကငလင်ဒီဇိုင်းတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ဖြစ်ပြီးအပိုင်း3.4 3.3 4မှာအဆင့်30ဆင့်ပါတဲ့ရှင်းလင်းတဲ့လုပ်ငန်းဒီဇိုင်းတစ်ခုကိုဖော်ပြထားပါတယ်ပထမအဆင့်ကဘာထင်မလဲကိုပထမအဆင့်ကတော့ခုထဲမှာပါတဲ့တရဝင်းငလင်းအန်ဒီရဲ့မြေပုံး seismic hazard map ဖြစ်တဲ့ table 3.4.1ကိုကြည့်ရမှာပါအဲ့ဒီမြေပုံကနေကုစီမံကိန်းတည်နေရအတွက်အခြေခံမြေပြင်လှုပ်ခါမှုတံပိုးနှစ်ခုဖြစ်တဲ့ SS နဲ့ S1 ကိုရယူရပါတယ်ဘာကြောင့်တံပိုးနှစ်ခုလိုအပ်ရတာပါလဲ SS ဆိုတာကတုံခါနှုံးမြန်နဲ့ short period လှုပ်ခါမှုပြင်အားဖြစ်ပြီး အထက်နှိမ့်ပြီးတောင့်တင်းတဲ့အဆောက်အုံတွေကိုပူပြီးတက်ရောက်မှုရှိပါတယ်။ S1 ဆိုတာကတော့တွန်ခါနှုန်းနေတဲ့ long period လုခါမှုပြင်းအားထစ်ပြီးအထက်မြင့်ပြီးပြော့ပြန်းတဲ့အဆောက်အုံတွေကိုပူပြီးတက်ရောက်မှုရှိပါတယ်။ဒါကြောင့်အဆောက်အုံအမျိုးအစားအလုံးဖွန်းချုံနိုင်ဖို့တန်ဖိုးနှစ်ခုလုံးလိုအပ်တာပါ။အဲ့ဒီမြေပုံကရတဲ့အခြေခံတံပိုးတွေပြီးရင်ဒုတိယအဆင့်ကဘာဖြစ်မလဲအကိုဒုတိယအဆင့်ကတော့အဆောက်အုံတိဆောက်မဲ့နေရာက မြေအမျိုးအစားကိုသတ်မှတ်ခြင်း site class definition ပါမြေပုံကရတဲ့တန်ဖိုးတွေကကြောင်နှုံးလိုမြေမှာပေါ်မှာ အခြေခံထားတာပါဒါကြောင့်ကုနေရကမြေသားရဲ့ဂုံတက်တိပေါ်မူတည်ပြီးသူ့ကို site class A အမှားဆုံးကနေ F အပြော့ဆုံးအထိခွဲခါသတ်မှတ်ရပါတယ်တကယ်လို့မြေအကြောင်းကို အချက်အလက်အပြည့်စုံမသိရင်ရောဘယ်လိုလုပ်ရမလဲကိုအဲ့လိုအခြေအနေအတွက် good ကအရေးကြီးတဲ့အချိန်တခုထောက်ထားပါတယ် အချက်လက်အလုံးလောက်မရှိရင်အဲ့ဒီနေရာကမြေအလွန်ပြော့တဲ့ E ဒါမှမဟုတ် F ထစ်နိုင်ခြေမရှိဘူးဆိုရင် site class D ကိုပဲမဖြစ်မနေအသုံးပြုရပါမယ်။ဒါကဘေးကိန်းလုံခြုံမှုအတွက်ကျူတင်ကာကွယ်ထားတဲ့သတ်မှတ်ချက်တစ်ခုပါ။မြေပြင်လုခမှုတံပိုးတွေ SSS1 မြေအမျိုးအစား site class နှစ်ခုကိုဘလို့ပေါင်းပြီးနောက်ဆုံး design အတွက်အသုံးပြုရပါတယ်လေကို။ဟုတ်ကဲ့။ဒီအဆင့်က မီးပုံကရတဲ့အခြေခံလုခမှုတံပိုးတွေကိုကုနေရကမြေသားရဲ့ swine amplification effect အတွက်ချိန်ညီပေးတာပါမြေသားလုခမှုကိုဘလို့တွက်ချက်ပါတယ်လဲကိုမြေပြော့တွေကငလင်း line တွေကိုပူပြီးပြင်းထန်အောင်ချက်ပေးနိုင်စွမ်းရှိပါတယ် good ကအဲ့ဒီအကျိုးတရားမှုကို psycho efficiency လို့ခေါ်တဲ့ FA ကာလတို့အတွက်နဲ့ FV ကာလရှိအတွက်ဆိုတော့ ်ကိန်းတွေနဲ့ထက်သွမ်းစဉ်းစားပါတယ်။မြေသားရဲ့အချိန်ကြီးပြီးသားကာလတို့ MCE အချိန် SMS ကိုလိုချင်ရင် SS ကို FA နဲ့မျှောက်ရပါတယ်။ချိန်ကြီးပြီးသားကာလရှိ MCE အချိန် S1 ကိုလိုချင်ရင် S1 ကို FV နဲ့မျှောက်ရပါတယ်။မြေပြုတ်လေလေ F တံပိုးတွေကကြီးလေလေနောက်ဆုံးရလာတဲ့ငလင်အားကပိုများလီပါပဲ။ ဒါဆိုရင် SMS နဲ့ SM1 က engineer တွေတိုက်ရိုက်အသုံးပြုရမယ့်နောက်ဆုံးတန်ဖိုးတွေလားကိုမဟုတ်သေးပါဘူးအဲ့ဒီတန်ဖိုးတွေက maximum considered earthquake MCE လို့ခေါ်တဲ့အလွန်ပြင်းထန်ပြီးဖြစ်တောင့်ဖြစ်ခဲ့ငလင်းအတွက်ပါတာမန်အဆောက်အုံတွေကိုဒီဇိုင်းထုတ်တဲ့အခါမှာတော့ design earthquake အတွက်ပဲဒီဇိုင်းထုတ်ပါတယ်။ဒါကြောင့်နောက်ဆုံးအဆင့်တစ်ခုကြံသေးပါတယ်။အဲ့ဒီနောက်ဆုံးအဆင့်ကဘာဖြစ်မလဲအကို။အဲ့ဒီအဆင့်ကတော့ အပေါ်မှာတွတ်ထားတဲ့ MCE တန်ဖိုးတွေ SMS နဲ့ SM1 ကို 2x3 နဲ့မြှောက်ပြီးဒီဇိုင်းအတွက်သုံးမဲ့တန်ဖိုးတွေကို ရှာရတာပါဒီ SDS နဲ့ SD1 ဆိုတဲ့တန်ဖိုးနှစ်ခုကမှတကယ့်ဒီဇိုင်းလုပ်ငန်းဒီဇင်လုံးရဲ့ကြံတဲ့အပိုင်းတွေအတွက်အခြေခံအဖြစ်အသုံးပြုလာမဲ့နောက်ဆုံးအဖြေတွေဖြစ်ပါတယ် ဒီဇိုင်းအတွက်အရေးကြီးတဲ့ဂိမ်းကဏ္ဍနှစ်ခုဖြစ်တဲ့ SDS နဲ့ SD1 ကိုရပြီဆိုရင်အဆောက်အုံတစ်ခုအတွက်သက်ဆိုင်တဲ့ငလင်အားကိုဘယ်လိုရှာပါသလဲကိုဟုတ်ကဲ့အဲ့ဒီ SDS နဲ့ SD1 ဆိုတဲ့ဂိမ်းနှလုံးကငလင်ဒီဇိုင်းတစ်ခုလုံးရဲ့အသက်သွေးကြောဖြစ်တဲ့ design response pattern ဆိုတဲ့ graph တစ်ခုကိုတိဆောက်ဖို့အတွက်အခြေခံအချက်လက်တွေဖြစ်ပါတယ်။ design response pattern ဆိုတဲ့ graph ကဘာကိုအတိအကျဖော်ပြတာပါလဲ။ ငလင်တစ်ခုကတုံခါနှုံးအမျိုးမျိုးနဲ့လှုပ်ခါပါတယ် design response pattern ဆိုတာကအဲ့ဒီတုံခါနှုံးအမျိုးမျိုးကိုအဆောက်အုံကဘလောက်ပြင်းထန်အောင်တုံပြန်မလဲဆိုတာကိုပြတဲ့ graph ပါ graph ရဲ့အလျောဟိုင်းဝင်ရုပ်ကအဆောက်အုံရဲ့တဘာဝလှုပ်ခတ်ခြင်း period တည်ထပြီး downline ဝင်ရုပ်ကတော့အဆောက်အုံခန်းစားရမယ့်ငလင်အားနဲ့တူတဲ့ design acceleration SA ဖြစ်ပါတယ် MCE responsible trend ဆိုတာလည်းတွေ့ရပါတယ် ဒါက design responsible trend နဲ့ဘာကွာပါသလဲ design responsible trend ကတာမန် design စစ်ဆေးမှုတွေအတွက်အသုံးပြုပါတယ်တချို့အလွန်အရေးကြီးတဲ့စစ်ဆေးမှုတွေအတွက်တော့ good က maximum consider earthquake mce လို့ခေါ်တဲ့အစိုးဆုံးကလေးအခြေအနေနဲ့စစ်ဆေးဖို့လိုအပ်ပါတယ်အဲ့ဒီအခါမှာတော့ mce responsible trend ကိုတွန်းရပါတယ် MC response pattern ဆိုတာကကျွန်တော်တို့အပေါ်မှာတိဆောက်ခဲ့တဲ့ design response pattern ကို1.5နဲ့မြှောက်လိုက်ရုံပါပဲအခုလို အသေးစိတ်ရှင်းပြပေးတဲ့အထက် ATW Construction Engineering Group မြိတ်ကအကိုနဲ့အစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှလည်း MNBC 2025အပိုင်း3ရဲ့အခန်းခွဲ3.4ရဲ့ကြံရှိသော စိတ်ဝင်စားခွင့်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးပဲပျော်ရွှင်သော နေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။